အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့စီကျိတ်ကြီးနေသူတွေအတွက် ပြန်သေးသွားအောင်လုပ်ပြနိုင်တဲ့အစားအစာတစ်မျိုးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်စီကျိတ်ကြီးခြင်း benign prosthetic hyperplasia BPH ဟာအသက်အရွယ်ကြီးခြင်းလာတဲ့အမျိုးသားတွေမှာအဖြစ်အများဆုံးကျန်းမာရေးပြဿနာဖြစ်ပါတယ်ဒီရောဂါကြောင့်စီလန်းချောင်းဆိုင်ရာရောဂါလက္ခဏာတွေဖြစ်ပေါ်လာပြီးဘဝနေထိုင်မှုပုံစံကိုထိခိုက်စေနိုင်ပါတယ် စိတ်ကြည်ကြည်ရတဲ့အကြောင်းရင်းတွေနဲ့ဖြစ်ပေါ်လာတဲ့လက္ခဏာတွေအကြောင်းကိုအနည်းငယ်ပြောပြပါမယ်။နံပါတ်၁စိတ်ကြည်ဘာကြောင့်ကြည်ရတာလဲ။စိတ်ကြည်ကြည်ချင်း BBH ရဲ့တိကျတဲ့အကြောင်းရင်းကိုတည်တည်ချာချာမသိရသေးပါဘူး။ဒါပေမဲ့အသက်ကြီးလာခြင်းနဲ့ခန္ဓာကိုယ်အတွင်းရှိဟော်မုန်းပြောင်းလဲမှုတွေဟာအတိကအခန်းကဏ္ဍကပါဝင်နေတယ်လို့ယူဆရပါတယ်။ဟော်မုန်းဆိုင်ရာရန်တရားနံပါတ်၁အန်ဒရိုဂျင်အခန်းကဏ္ဍစိတ်ကြည်ကြည်ချင်းဟာ အန်ဒရိုဂျင်းလို့ခေါ်တဲ့ဟော်မုန်းတွေစုပုံလာမှုကြောင့်ဖြစ်ပေါ်လာပါတယ်။ဒီဟော်မုန်းတွေဟာစီးကျိတ်ဆဲတွေတေဆုံးခြင်းကို တားဆီးပြီးဆဲတွေပွားများခြင်းကိုအားပေးလို့စီးကျိတ်အရွယ်စားကြီးလာတာဖြစ်ပါတယ်။အန်ဒရိုဂျင်းတွေဟာအမျိုးသားလိမ်မိုင်းဆိုင်ရာလက္ခဏာတွေဖွံ့ဖြိုးတိုးတက်မှုနဲ့ထိမ့်သိမ်းမှုတို့ကိုထောက်ကူပြုတဲ့ဟော်မုန်းတွေဖြစ်ပါတယ်။ဒါမှနဲ့ DHT ရဲ့အရေးပါမှုစီးကျိတ်ဂလန်းက testosterone ဟော်မုန်းကိုဒိုင်း hydrotestosterone DHT အဖြစ် ပြောင်းလဲပေးပါတယ်။ DHT ဟာ testosterone ထက်ပိုပြီးအားကောင်းတဲ့ဟော်မုန်းပုံစံဖြစ်ပါတယ်။ DHT ဟာစိကြိတ်ကြီးထွားမှုအတွက်အရေးကြီးတဲ့ဂျားခံတစ်ခုဖြစ်ပြီးစိကြိတ်ဆဲတွေပွားများမှုအားပေးကဆဲတွေမတည်အောင်တာစီပေးပါတယ်။အသက်ကြီးလာတာနဲ့အမျှ DHT ပမာဏပိုများလာနိုင်ပါတယ်။အခြားသောအကြောင်းအချက်များနဲ့အန်ဒီယံဖြစ်စေတဲ့အချက်များ အသက်အရွယ် စီးကြိတ်ကြီးတာဟာအသက်အရွယ်နဲ့ဆက်ဆက်နေတဲ့ယောဂဖြစ်ပါတယ်အသက်40ကျော်အမျိုးသားတွေရဲ့ညားစွာသောသူတွေမှာစီးကြိတ်အနည်းငယ်ကြီးနေတာကိုတွေ့ရပါတယ်အသက်80ကျော်အမျိုးသားတွေရဲ့60ရာခိုင်နှုန်းကျော်မှာဒီအခြေအနေရှိနေပါတယ်အန္တရာယ်ဖြစ်စေတဲ့အချက်တွေကတော့မိသားစုရာဇဝင်အဝလွန်ချင်းအမျိုးအစားနှင့်စီကြိုယောဂါလက်ကျင်ကအလုံလောက်မလုပ်ချင်းနဲ့ပန်းတွေပန်းညိုချင်းတို့ဟာစီးကြိတ်ကြီးချင်းကိုဖြစ်ပေါ်စေတဲ့အန္တရာယ်အချက်များအဖြစ်ပါဝင်ပါတယ် ။နံပါတ်1စီးကျိတ်ကြီးရတဲ့အခါဖြစ်ပေါ်လာတဲ့လက္ခဏာတွေကဘာတွေလဲ။စီးကျိတ်ကြီးလာတဲ့အခါစီးပြွန်ယူရီထရာကိုဖိအားပေးတာကြောင့်စီးသွားရခက်ခဲစေပါတယ်။ဒီလက္ခဏာတွေကိုအဓိကအားဖြင့်နှမျိုးခွဲခြားနိုင်ပါတယ်။နံပါတ်ကာကြီးကတော့စီးသွားစဉ်အတားဆီးဖြစ်ပေါ်တဲ့လက္ခဏာများစီကြိတ်ကြည်လာလို့စီလံချောင်းကျင်းမြောင်းလာတာကြောင့်စီအိမ်မှာစီထွက်လာရန်ခက်ခဲစေတဲ့လက္ခဏာဖြစ်ပါတယ်စီစတင်ရန်ခက်ခဲခြင်း စီးသွားရန်ကြိုးစားပေမဲ့စီးချက်ချင်းမသွားပဲကြံ့ကြာနေတတ်ပါလေစီးသွားတာအားနေခြင်းနှိကွေခြင်းစီးသွားတဲ့လမ်းကြောင်းအားနေခြင်းဒါမှမဟုတ်နှိကွေလာပါတယ်စီးရက်တန့်ခြင်းစီးသွားနေရင်ရက်သွားပြီးမှတဖန်ပြန်ဆရာမျိုးဖြစ်စီပါတယ်စီးသွားပြီးပေမဲ့လည်းစီးအိမ်ထဲမှာစီးတွေကြံနေသေးတယ်လို့ခံစားရတတ်ပါတယ်စီးသွားပြီးနောက်စီးများတစိမ့်စိမ့်ကြခြင်းစီးသွားရန်အားထုတ်ရတယ်စီးလုံးဝမသွားနိုင်တာမျိုးလည်းမကြာခဏဖြစ်တတ်တယ် မခါခွေးကတော့စီထိန်သိမ်းမှုဆိုင်ရာလက္ခဏာများစီအိမ်ကိုဖိအားပေးတာကြောင့်ဓမ္မမဟုတ်စီအိမ်တုံ့ပြန်မှုကြောင့်ဖြစ်ပေါ်တဲ့လက္ခဏာတွေဖြစ်ပါတယ်။စီခဏခဏသွားခြင်းနဲ့စီသွားရန်ပြင်းထန်ပြီးရုတ်တရက်လိုအပ်လာတတ်တယ်။ညဘက်စီခဏခဏသွားတယ်။ညဘက်မှာအိယာမှာစီသွားဖို့စီသွားဖို့နှစ်ကြိမ်ဓမ္မမဟုတ်ဒီထက်မကအိယာထားရပါတယ်။စီမထိန်နိုင်ပဲယူစိတ်ချင်းကတော့စီသွားခြင်းစီပြင်းထန်ပြီးတဲ့နောက်စီမထိန်နိုင်ပဲစီတစဲတစဲယူစိတ်တတ်ပါတယ်။ နောက်ဆက်တွဲပြဿနာတွေကတော့ BPH ကိုကုသမှုမခံယူဘဲထားမယ်ဆိုရင်ပုံမပြင်းထန်တဲ့ကျန်းမာရေးပြဿနာဖြစ်ပေါ်လာနိုင်ပါတယ်။ရုတ်တရက်စီးလုံးဝပိတ်ခြင်း၊စီလံကြောင်ပိုးဝင်ခြင်း၊စီးအိမ်မှာစီးများကိုလုံးဝမထုတ်လုံးနိုင်တာကြောင့်ပိုးဝင်နိုင်ခြင်းတိုးလာ၊စီးအိမ်ကြောက်ကကြောက်တဲ့ခြင်း၊ကြောက်ကပြက်စီးခြင်းတွေဖြစ်လာနိုင်တယ်။စီးမထွက်ဘဲနောက်ပြန်ဖိအားများဆင်ဆက်မပြဖြစ်ပေါ်လာတဲ့အတွက်ကြောင့်စီးကြောက်ကပြက်စီးတယ်။ဒါမှမဟုတ် ကြောက်ကအလုံးမလုံးနိုင်တဲ့အထိဖြစ်လာနိုင်တယ်။စီးသွားစဉ်ဒါမှမဟုတ်တုတ်လွတ်စဉ်နာကျင်ခြင်းကိုလည်းခံစားရနိုင်ပါတယ်။စီးကျိတ်ကြီးခြင်းအခြေအနေအတွက်အဓိကအကောင်းဆုံးအစားအစာကတော့ခရမ်းကျင်သီးတိုမီတိုဖြစ်ပါတယ်။စီးကျိတ်ကြီးခြင်းနဲ့ခရမ်းကျင်သီးတို့ရဲ့ဆက်နွယ်မှုစီးကျိတ်ဆိုတာပုံမှန်အားဖြင့်တရားသည့်အရွယ်လောက်ပဲရှိတဲ့စီးအိမ်အောက်ကပြုံကိုဝိုင်းရံထားတဲ့ဂလန်းဖြစ်ပါတယ်။သူကြီးလာတဲ့အခါစီးလန်းချောင်းကိုအနှောက်အယှက်ပေးလို့ညဘက်မှာစီးသွားဖို့ခဏခဏ နိုးတာမျိုးဖြစ်နိုင်ပါတယ်ဒါအပြင်စိတ်ချိတ်ကြီးတာဟာကင်ဆာဖြစ်နိုင်တဲ့အခြေအနေအထိပါဥတည်နိုင်ပါတယ်စိတ်ချိတ်ကြီးရတဲ့တီအိုရီအရခန္ဓာကိုယ်ထဲမှာရှိတဲ့တက်စတိုစတေရုန်းဟော်မုန်းဟာအင်ဇိုင်းတစ်မျိုးရဲ့အကူအညီနဲ့ DHT ဆိုတဲ့ပိုပြီးအားကောင်းတဲ့တက်စတိုစတေရုန်းပုံစံအဖြစ်ပြောင်းသွားပါတယ်အဲဒီ DHT ဟာစိတ်ချိတ်ကြီးခြင်းမှာပါဝင်ပတ်သက်တယ်လို့ယူဆရပါတယ်တဘာဝအတိုင်းအင်ဇိုင်းကိုတားဆီးပေးသူ ဒီလိုဟော်မုန်းပြောင်းလဲမှုကိုဖြစ်ပေါ်စေတဲ့အင်ဇိုင်းကိုတဘာဝအတိုင်းတားဆီးနိုင်တဲ့ဓာတ်ပေါင်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ lycopene လို့ခေါ်ပါတယ် lycopene ဟာအပင်အခြေခံဓာတ်ပေါင်းအမျိုးအစားဖြစ်တဲ့ carotenoid တစ်မျိုးဖြစ်ပါတယ်သူ့ရဲ့အဓိကအရင်းအမြစ်ကခရမ်းကျင်သည်ပဲဖြစ်ပါတယ် lycopene ဟာစီးကျိတ်ကြီးခြင်းဖြစ်နိုင်ခြေကိုလေ့လာမှုများအရ27ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်တယ်လို့ဖော်ပြထားပါတယ်ဒါအပြင်သူ့ရဲ့ရောင်ရမ်းမှုကို ျော်နေစေတဲ့အပြင်အရန်အားကောင်းတဲ့ဆန့်ကျင်ဓာတ်တိုးအာနိသင်လည်းရှိပါတယ်။လိုက်ကိုပင်းဟာစိကြိတ်ကင်ဆာဖြစ်နိုင်ခြေကိုပါလျှော့ချပေးနိုင်ပါတယ်။လိုက်ကိုပင်းကိုဖရဲသည့်ငုံလာဥအနေနဲ့ကျွဲကောသီးတွေမှာလည်းတွေ့ရပေမဲ့အများဆုံးရဖို့ခရမ်းကျင်သီးကိုအားထားသင့်ပါတယ်။ဘလို့စားတော့သင့်လဲခရမ်းကျင်သီးကိုစားတော့မှာရေးကြည့်တဲ့အချက်တစ်ချက်ရှိပါတယ်။နံပါတ်1ကတော့အပူပေးချက်ပြုတ်ပါ။လိုက်ကိုပင်းက ခရမ်းကျင်သေးကိုအပူပေးလိုက်တဲ့အခါမှာခန္ဓာကိုယ်ကပို့ပြီးဆုပ်ယူနိုင်စွမ်းကောင်းလာပါတယ်။ဒါကြောင့်လက်ဆက်တဲ့အသီးတွေအပြင်စီတုတ်ခရမ်းကျင်သေးခရမ်းကျင်သေးဆော့ဒါမှမဟုတ်ခရမ်းကျင်သေးအနှစ်တွေကနေလည်းရနိုင်ပါတယ်။သတိပြုရမှာကတော့တကြားလုံးဝမပါတဲ့တဘာဝအဖြစ်ဆုံးဆော့မျိုးကိုရွေးချယ်ဖို့လိုပါတယ်။နံပါတ်1အစီအနှဲငယ်ထည့်ပေးပါ။ဒါကိုပင်းဟာအစီတွေပျော်ဝင်တဲ့ drop down ဖြစ်ပါတယ်။ဒါကြောင့် ခရမ်းကျင်သီးနဲ့ချက်ပြုတ်တဲ့အခါတန်လွင်စီ olive oil အနည်းငယ်ထည့်ပေးသင့်ပါတယ်အပူနဲ့အစီ တွဲလိုက်တဲ့အခါ lycopene ဓာတ်ကိုပူပြီးထုတ်ယူပေးနိုင်ပါတယ်ဒီလိုနီလန်းတွေနဲ့ပြုတ်ထားတဲ့ခရမ်းကျင်သီးအင်းမျိုးစုံကိုတစ်ပတ်မှာနှစ်ကြိမ်ခန့်စားသုံးပေးတာဟာစီချိတ်အတွက်အလွန်ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါတယ်ရှောင်းတဲ့ဓာတ်လေးတွေအခြားမှတ်သားစရာအနေနဲ့စီချိတ်ကို ကြီးထွားစေနိုင်တဲ့အစိုးဆုံးအရာတွေထဲမှာ no milk ပါဝင်ကြောင်းသိရပါတယ်။နှုတ်ထဲမှာစီးကျိတ်ကို ကြီးစေနိုင်တဲ့ချီထွားဟော်မုန်းအချို့ပါဝင်တာကြောင့်ဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင်ခရမ်းကျင်သီးမှာပါတဲ့လိုက်ကိုပင်းဟာစီးကျိတ်ကြီးခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ဟော်မုန်းပြောင်းလဲမှုကိုတဘာဝအတိုင်းတားဆီးပေးနိုင်တဲ့အတွက်စီးကျိတ်ကျန်းမာရေးအတွက်အကောင်းဆုံးအစားအစာဖြစ်ပါတယ်။လူရင်းကိုမှတ်မိလွယ်အောင်ဥပမာပေးရရင်ခရမ်းကျင်သီးဟာစီးကျိတ်ကြီးထွားမှုရဲ့ရင်မောင်းကိုနှေးကွေးစေတဲ့ လမ်းလုံခြုံရေးအရာရှိလိုပါပဲသူကလိုအပ်တဲ့ဟော်မုန်းပြောင်းလဲမှုကိုထိန်းချုပ်ပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်အစားဆုံးကြည့်ရှုပါပေးအတွက်ကျေးဇူးတင်ပါတယ်နောက်နောက်လိုလိုကူရှိနိုင်ဖို့ subscribe ကိုချိန်ပေးထားပါလို့တိုက်ရိုက်ခံပါတယ် like နဲ့ share လုပ်လဲနှိပ်ပေးစီခြင်းပါတယ်လူသားအလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် happy great day